မှန်ဟုတ်ရှင့်ကျမောက်နိုင်ငံလုပ်နေတဲ့ကိစ္စတွေကသူတို့ရှိ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 လောက်ရမှာပဲသူတို့မြန်မာနိုင်ငံမှာအစိုးရဖြစ်မှာကျမတို့ကဒီလုပ်ငန်းတွေလုပ်ဖို့သူတို့ထိုင်ဆောင်နေရမှာလားသူတို့ဘယ်တော့အစိုးရဖြစ်မှာလဲအဲ့ဒါမေးလိုက်အောင်မေးပြောပြလားအန်ယူဂျီရဲ့လှုပ်ဆောင်ချက်တွေကိုကျမပြောပြလားသူတို့ကျမတို့ကထိုင်မျောနေရမလို့ဖြစ်နေဟိုရိုင်းရိုင်းဆိုင်ဆိုင်စကားပုံနဲ့ပြောလို့ရှိရင်ဟိုဟာကိုပျော်နေရတယ်လို့ဖြစ်နေရဲ့ရှိရဲ့ရှိရဲ့အဲ့လိုစကားပုံရှိရဲ့ဘာကျမတို့မပြောတော့ကျမနှုတ်ကမပြောရဲ့အဲ့လိုစကားပုံနဲ့ပဲသူတို့နှိုင်းရမှုဖြစ်နေပြီလက်စွပ်များလုံးမင်းမလားဗျာစနိုက်ပါသူ့ရဲ့တရင်လေးတွေကိုနောက်ထောင်ကြည့်အောင် မိမပြည်သူများရှင်ကျွန်မတို့ပြောပြမဲ့သတင်းလေးကတော့ကျွန်မနိုင်ငံမှာတိုးတက်စေခြင်းနဲ့အင်အားစုတွေရှိရဲ့ရှင်အဲ့ဒီအင်အားစုနဲ့ပတ်သက်တဲ့သတင်းလေးပေါ့နော်ဒီဇော်လ10ရက်နေ့မှာဆိုရင် UNG ကနေပြီးတော့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းဆိုပြီးတော့ online နေပြီးတော့သတင်းစကားပြောကြားခဲ့ပါရှင့် ဒီအမှားစကားကိုပြောတဲ့သူကတော့နေဖုံးလက်ဆိုတဲ့သူဖြစ်ပါရှင်ကိုနေဖုံးလက်ဖြစ်ပါတယ်ဒီပုံပေါ်ကဆိုရင်ဒီအရင် NLD မှာပဲသူကလွှတ်တော်အမတ်နေနဲ့ပြုတ်လုသွားခဲ့တဲ့သူပေါ့နော်နောက်တော့ NLD page ကိုခိုးသွားတယ်သူပဲလူသိရရင်ရှင်သူကလေ NLD page ကိုခိုးတယ်ပြီးရခါမှာ NLD CEC ကိုမတိုင်မီမဲနဲ့လူတွေပေါ့နော်ဒီတပိတ်တွေမှာပါဝင်ဖို့စီတင်အလုပ်ကြဖို့ဆက်သက်ဖြစ်အကြံပတ်အားပေးမှုတွေလုပ်ခဲ့တာပေါ့ရှင်အဲ့တော့ NLD က UNG နဲ့အတူတူပဲဆိုတဲ့ပုံစံဖြစ်သွားဖန်ပြီးလိုက်တာသူပဲရှင့်သူကစဖန်တီးတာပေါ့နော်ဒီတော့ဒီပြစ်စင်တွေအားလုံးကနေကြွဲဘူးရေပါဆိုဖြစ်လာကြပြီးတော့ NLD တရားလည်းစံပတ်သမားတွေဖြစ်ကုန်တယ် PDF တွေဖြစ်ကုန်တဲ့နောက်မှာဆို NLD ကအခုချိန်အခုချိန်မှာပေါ့အဆုံးထိဆွဲချခံလိုက်ရတယ်ပေါ့နော်အဲ့တော့အဲ့လိုဆွဲချခံလိုက်ရတဲ့တရားခန်းတွေအများကြီးထဲမှာမှဘသူကနံပါတ်၁လဲလို့မေးလို့ရှင့်အဲ့ဒီကိုနေဖုံးလက်ကနံပါတ်၁လို့ပဲပြောရမယ်သူကအဲ့ NLD page ကိုယူပြီးတော့လှုံ့ဆော်တာ NLD ကို အမှောင်ထဲကိုသူ့ဆွဲသွင်းလိုက်တာပေါ့ရှင်အဲ့ဒီပုံကူပေါ့နော်အဲ့တော့အဲ့ဒီပုံကူကသူအဲ့ဒီမိကုံးပေါ့ရှင်သူအမှားစကားပြောရတယ်မှာဘာပြောသွားလဲဆိုရင်သူပြောတာတကူကစစ်ကောင်းဆောင်ကားတဲ့ဒီစီရေးအတွက်ပေါ့နော်နျူကလ িয়ার နည်းပညာတွေရယူဖို့ကြိုးပမ်းနေတယ်ဒီကိစ္စကားတဲ့မြန်မာနိုင်ငံအတွက်မကပဲနဲ့ဒီနိုင်ငံကအတိုင်ဝန်အတွက်ပါအာဆီယံအတွက်ပါအထူးကမ်းမှုတွေရှိနိုင်ပါတယ်ပေါ့အနေရရှိတယ်ပေါ့ရှင်ဒါကြောင့်ဒီနျူကလ িয়ার အဆီဇင်တွေကိုတဲ့အရေးယူတုံ့ပြန်ဆောင်ရွက်ပေးကြဖို့အတွက်လိုအပ်တယ်ဆိုပြီးသူကပြောထားပါရှင့်သူဆိုတဲ့သဘောတရားကိုရှင်းပါတယ်အခုကျမတို့မြန်မာနိုင်ငံနဲ့ရုရှားက သဘောတူတဲ့ကိစ္စလေးရှိရလေနျူကလ িয়ার နဲ့ပတ်သက်ပြီးသဘောတူတာလေးတွေသူမဖြစ်စေချင်တာပေါ့မဖြစ်စေချင်တဲ့အတွက်နျူကလ িয়ার လောက်တာဒီလက်နက်ထုတ်ဖို့အတွက်အကြမ်းဖက်မှုတွေလုပ်ဖို့အတွက်ဒါကြောင့်အားလုံးကဝိုင်းတားကြပါဆိုပြီးသူကမေခွန်းနဲ့အမှားစကားလေးပြောသွားဖြစ်ပါရှင့်ကျမအနေနဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့နောက်ထပ် data လေးခုပေးချင်ပါတယ်။အဲ့ဒါဘာလဲဆိုတော့ဒီကျမတို့နျူကလ িয়ার နည်းပညာပေါ့နော်ရရှိနိုင်ဖို့အတွက်ကိုကျမတို့ကရုရှားနိုင်ငံနဲ့နားလည်မှုစာချုပ်လာထိုးထားတဲ့နိုင်ငံဖြစ်ပါရဲ့ရှင့်။ မြန်မာနိုင်ငံမှာဆိုရင်နျူကလ িয়ার နည်းပညာသင်ချက်လက်စင်တာဖွင့်ပြီးတော့နှစ်နိုင်ငံပေါ့နော်ပူးပေါင်းဆောင်ရွက်မှု14ခုလုပ်ဖို့အတွက်ကိုကျွန်တော်တို့သဘောတူညီချက်လက်မှတ်ရေးထိုးထားပါတယ်။ဒီမြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံကြားနျူကလ িয়ার နည်းပညာဖလှယ်ဖို့အတွက်ကိုကျွန်တော်တို့ဦးသက်ရွှေလက်ထက်မှာလည်းကစတင်ပြီးတော့ညှိနှိုင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါရဲ့ရှင်။ NLD လက်ထက်ကြတော့ဒီဟာတွေအလုံးရက်ဆိုင်ခဲ့ပါရဲ့ရှင်။အခုမှပြန်ပြီးတော့ဒီဟာတွေကိုပြန်လည်စတင်နိုင်ခဲ့တာဖြစ်ပါတယ်။ပြီးတော့နျူကလ িয়ার ဆိုရင်လက်နက်ထောက်တာတစ်ခုပဲတည်တဲ့လူတွေကတော့ ရှိနေတော့မယ်ပေါ့နော်ဒီတော့ကျွန်မအနေနဲ့ပြောချင်တာနျူကလ িয়ার နည်းပညာဆိုတာကအန္တရာယ်များတယ်ဆိုတော့အမှန်ပါပဲဒါပေမဲ့ဒီစနစ်တကျအသုံးပြုမယ်ဆိုကိုယ့်ရဲ့နိုင်ငံအတွက်ကြီးမားတဲ့အကျိုးကျေးဇူးတွေရပါရဲ့ရှင့်နည်းပညာအကျိုးကျေးဇူးတွေပေါ့နော်ဒါဆိုအခြားနိုင်ငံတွေလည်းဒီလိုပဲသုံးဆွဲနေကြတာပဲရှင့် အဲ့ဒီကနေပြီးတော့ဘလို့အကျိုးကျေးဇူးတွေရနိုင်လဲဆိုတာလေးကျွန်မအနေဆုံးပြပြပါမယ်။နံပါတ်1ကတော့ကျွန်တော်တို့နျူကလ িয়ার မှာဆိုရင်စွမ်းအင်ထုတ်လုပ်ဖို့အတွက်ကိုအသုံးဝင်တဲ့အချက်လက်စစ်တအားပေါ့နော်ကျွန်တော်တို့မိခန္ဓာပြက်နေရလေကျွန်တော်နိုင်ငံကဟုတ်တယ်မလားဒီတော့လက်စစ်တအားများများထုတ်ဖို့အတွက်လိုအပ်နေတယ်။ဒီအတွက်ကိုနျူကလ িয়ার နည်းပညာကျွန်တော်အသုံးပြုလို့ရပါတယ်ရှင့်။ဥပမာပြင်သစ်နိုင်ငံမှာဆိုရင်လက်စစ်ရဲ့80%ကနှုတ်ကျော်ကိုနျူကလ িয়ার စွမ်းအင်တွေပဲထုတ်လုပ်နေတာပါရှင်။ နောက်ထပ်တစ်ခုကကျတော့ဈေးဘက်ဆိုင်ရာမှာလည်းသုံးချလို့ရရရှက်ဈေးဘက်ဆိုင်ရာမှာဆိုရင်ကင်ဆာကုထုံးတွေယောဂရှာဖွေရေးတွေအတွက်ကိုဒီနီလန်းကိုပေါ့နော်အသုံးပြုပါရရှက်ဒီနီပညာကိုနောက်ထပ်တစ်ခုကစိုက်ပျိုးရေးနဲ့စားနပ်ရေးခါမှာဆိုရင်လည်းဒီနီပညာအသုံးပြုလို့ရရမျိုးစေ့ပြုပြင်တာတွေပြီးတော့မျိုးရိုးဗီဇာပြောင်းလဲပြီးတော့ရာသီဥတုခံနိုင်တဲ့တီးနှံတွေစိုက်ပျိုးတာကာမာရောင်ချီနဲ့ပုံမွားတွေတည်စီပြီးတော့အစားအသောက်တွေကိုကြာချိန်စွာတိုးထောင်တဲ့ကိစ္စတွေမှာလည်းလုပ်နိုင်ပါရရှက် နောက်ထပ်ကောင်းတာတစ်ခုကတော့အာကာသနဲ့သိပ္ပံနေကြလေ့လာမှုတွေမှာအသုံးပြုနိုင်တယ်။ NASA ကသုံးတဲ့ Voyager Mars Rover မောင်းနေတဲ့အခါမှာဆိုနျူကလ িয়ার စွမ်းရင်ဝယ်အသုံးပြုပြီးတော့မောင်းနေခဲ့တာပါချက်။နောက်ထပ်တစ်ခုကတော့သဘာဝပုံဝင်စင်တဲ့ရေအရင်းမြစ်အတွက်ဖြစ်ပါချက်။နျူကလ িয়ার စွမ်းရင်သုံးထားတဲ့ရေချိုချက်ဆက်ရုံတွေအသုံးပြုလို့ရရပေါ့နော်။ဥပမာအိန္ဒိယနဲ့ရုရှားနိုင်ငံမှာဆိုတဲ့အသုံးပြုထားပါဗျ။စက်မှုလုပ်ငန်းဆိုင်ရာမှာလည်းအသုံးချလို့ရပါသေးတယ်။ပစ္စည်းတွေသွေးစစ်ဆေးတာ၊ဂါမာရောင်ခြည်နဲ့ပိုက်လိုင်းတွေတံတားတွေအားနည်းချက်တွေကိုစစ်ဆေးတာလည်းပြုလုပ်လို့ရပါသေးရှင့်။ နျူကလ িয়ার နည်းပညာကိုအသုံးပြုမယ်ဆိုရင်တော့နျူကလ িয়ার ဆုံးဖြတ်ပစ္စည်းပေါ့နော်ဒါတွေသေချာလေးတော့လုံးဝရဲရှင့်နှမဆိုရင်ဘောတဘောပုံဝင်ခြင်းအတွက်ကိုစူးကျွေးရှိတယ်တဲ့ပေါ့နော်ဒါကြောင့်နိုင်ငံတော်အဆင့်စာချုပ်ပိုင်းလက်မှတ်ထိုးသဘောတူညီချက်လက်မှတ်ထိုးပြီးတော့မှသေချာလေးနှစ်ဦးသဘောတူစီမံပြီးတော့ဆောင်ရွက်ရတာဖြစ်ပါရဲ့ရှင့်ဘယ်သူမှကိုယ်နိုင်ငံစူးကျွေးဖြစ်အောင်လို့ဒီလိုရရင်မလုပ်ပါအောင်ရှင့်နိုင်ငံကောင်းချိုးအတွက်ကျွန်တော်တို့လိုအပ်တဲ့နည်းပညာရှိလို့ဒါဒီလိုပူးပေါင်းပြီးလုပ်ဆောင်ရအောင်ဖြစ်ပါရဲ့ရှင့်ဒါကိုဒီကိုနေဖုံးလက် ို့ကတော့မသိဘူးလားမသိဘူးเนาะမသိရလားမသိကြအောင်စောင့်တာလားတော့မသိဘူးရှင်ကျမတို့နိုင်ငံမှာနျူကလ িয়ার နည်းပညာနဲ့ပတ်သက်ပြီးတော့ဖွံ့ဖြိုးတိုးတက်မဲ့ကိစ္စတွေလှုပ်ဆောင်တဲ့အခါမှာအဓိကလက်စစ်ပေါ့ရှင်လက်စစ်မလုံလောက်ပဲနေရတယ်ကျမတို့နိုင်ငံဘယ်လောက်ကြာပြီလဲရှင်လက်စစ်လုံလောက်မှာကျမတို့တခြားဖွံ့ဖြိုးတိုးတက်ရေးလှုပ်လို့ရမှာလေအ ਨੇ ဆုံး e-government လှုပ်ချင်တယ်ဆိုတော့မှလက်စစ်လုံလောက်မှာဖြစ်မှာရှင်မိဘပြည်သူတို့မိတွေပြက်တဲ့ညတွေကိုဆက်နေကြလို့လားမှောင်မှိုက်တော့ညတွေမှာဆက်နေကြလို့လားရှင်ကျမတို့လည်းမေးရတော့မယ်ဒီကိုနေဖုံးလက်တို့ပါလို့ဆိုတာတိုင်းမျိုးပေါ်မှာစဉ်းစားမှမမှန်ဘူးရှင် ကျွန်မနိုင်ငံလုပ်နေတဲ့ကိစ္စတွေကတို့ရှိ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 လောက်ရမှာပဲတို့မြန်မာနိုင်ငံမှာအစိုးရဖြစ်မှာကျွန်မတို့ဒီလုပ်ငန်းတွေလုပ်ဖို့တို့ထိုင်ဆောင်နေရမှာလားတို့ဘယ်တော့အစိုးရဖြစ်မှာလဲအဲ့လိုမေးလိုက်အောင်မယ်ပြောပြတာအန်ယူဂျီရဲ့လှုပ်ဆောင်ချက်တွေကျွန်မပြောပြတာတို့ကျွန်မတို့ကထိုင်မျောနေရမလို့ဖြစ်နေဟိုရိုင်းရိုင်းဆိုင်ဆိုင်စကားပုံနဲ့ပြောလို့ရှိရင်ဟိုဟောင်ပျော်နေရတယ်လို့ဖြစ်နေတယ်ရှိရရှိရအဲ့လိုစကားပုံရှိရပေါ့ကျမတို့မပြောတော့ကျမနှုတ်ကမပြောရအောင်အဲ့လိုစကားပုံနဲ့ပဲတို့နှိုင်းရမှုဖြစ်နေပြီတို့ကျမတို့ကထိုင်မျောနေရမှာလားကျမတို့တိုးတက်ရေးကျမမလုပ်ရတော့ဘူးလား ကျွန်မနိုင်ငံနှက်စင်ပြီးမှန်မှုတော့ကိုဒီလိုနည်းပညာကြီးချိတ်ဆက်ပြီးတော့ကျွန်မတို့မကြိုးစားရဘူးလားရှင့်အဲ့ဒီပုံပေါ်လေးကိုမေ့ကြည့်ကြပါအောင်ရှင့်နိုင်ငံသားအနေနဲ့ပြီးတော့မီးပန်တဲ့အချက်မှနေပြီးကျွန်မတို့ online ပေါ်နေအာချောင်းနေရဲ့စကေးရတော့နည်းတဲ့စကေးတော့မဟုတ်ဘူးကျွန်မတို့ကဒီမှာမီးပြက်တဲ့ညတွေကုံဆုံးပြီးတော့ကြုံနေရတဲ့အချိန်မှာတို့ကမီးရလာနေဆိုတော့ဟုတ်တာပေါ့ကျွန်မတို့အသားလေးမိန်ကုန်းလေးပြောပြီးတော့အာချောင်းနိုင်တာပေါ့ရှင့်တို့လည်းမီးပြက်လို့ရှင့်ဘာမှလုပ်လို့ရမှာမဟုတ်ဘူး သိလားအဲ့လိုတော့ရှိရင်အဲ့တော့ကျွန်တော်ကတော့မီးပြတ်တဲ့တန်မခံနိုင်ဘူးရှင်မီးပြတ်ပြီးတော့မပြောတတ်ဘူးเนาะမီးပြတ်လို့ရှင်လုပ်ငန်းဆောင်တာတွေတော်တော်ကိုနှောင့်နှေးကြန့်ကြာတယ်ဒါဆိုမီးမှန်စေခြင်းနဲ့မီးမှန်ဖို့အတွက်ကျွန်တော်တို့ဒီနျူကလ িয়ার မီးပြတ်ရဲ့အသုံးပြုပြီးတော့လက်စစ်ထုတ်တာတွေစွမ်းအင်ထုတ်တာတွေလုပ်နိုင်မယ်ဆိုတော့ကျွန်တော်ကောင်းတယ်လို့ပဲသတ်မှတ်တယ်ရှင်ဒါကကျွန်တော်နိုင်ငံအတွက်ကျွန်တော်နိုင်ငံသူနိုင်ငံသားတယောက်မကြံအတွက်ရှင်ဒါကိုနိုင်ငံသူနိုင်ငံသားတွေကလည်းနားလည်ဖို့လိုတယ်เนาะဟိုနိုင်ငံအတွက်စေတနာမမှန်တဲ့သူတွေကတခုခုပြောလိုက်ရှင်အေးဟုတ်တယ်ဟုတ်တယ်ဆိုပြီးတော့ ်ပြီးအောင်သွားပြီးပါသွားတာကကိုနေရဲ့နိုင်ငံပဲပြည့်စည်မှာရှင့်ကိုနေရဲ့နိုင်ငံပြည့်စည်ကိုပါပြည့်စည်မှာရှင့်အဲ့ဒါလေးတော့စဉ်းစားတော့ခုလိုကျွန်မပြောပြရပါရှင့်။အဲဒါကြောင့်နျူကလ িয়ার အနည်းပညာကိုသူများနိုင်ငံနဲ့ကျွန်မတို့ကချိတ်ဆက်ပြီးလုပ်တယ်ဆိုတာကိုယ်နိုင်ငံတိုးတက်ရာတိုးတက်ကြောင်းအတွက်ဆက်လက်နဲ့ပစ္စည်းထုတ်တယ်မထုတ်ဘူးဆိုတာကဒါကျွန်မတို့နိုင်ငံတော်အဆင့်မှာသွားပြောလို့ရတဲ့ကိစ္စမဟုတ်ဘူး။အခြားနိုင်ငံတွေမှာလည်းတော်တူတင့်တယ်လို့မျိုးဆက်လက်နဲ့ကတော့လုပ်ကြတာပဲ။ဒါနိုင်ငံကာကွယ်ရေးအတွက်လေ။ဟုတ်တယ်မလား။အဲ့တော့တင့်တော်တယ်လို့လုပ်ပါလိမ့်မယ်ရှင့်။ ီးကြော်ပါကျွန်တော်လုံးလို့မရအောင်သိကြတယ်။ဘာကြောင့်လဲဆိုတော့ကမ္ဘာမှာလေနျူကလီးယားလက်နက်နဲ့ပတ်သက်ပြီးတော့စီးကျက်မှုတွေစီးကန်းတွေရှိပြီးသား။ကျွန်မနိုင်ငံအင်အားတိတ်တိတ်လေးပဲရှိရ။ဒီစီးကန်းတွေကိုကြော်လွန်ဖို့လာပြီးကျွန်တော်တို့မမိုက်ဘူးရှင်မမိုက်မဲဘူး။ဒါလေးတွေမိဘပြည်သူများလည်းနားလည်ဖို့လိုတယ်။အဲ့ဒီ NUG အဖွဲ့ကအုပ်စုပေါ့နော်။အဲ့အုပ်စုလည်းနားလည်ဖို့ထိုးတယ်ရှင်။ဟိုတမ်းပြီပေါ့စေနာမမှန်တဲ့သူတွေကအဲ့လိုပဲရှင်အပြန်နေပြီးတော့ကျွန်တော်တို့တတိုလေးနဲ့ကတ်ခိုးနေတာပေါ့နော်။အဲ့လိုနေတာရှိရင်ဒီကကျွန်တော်ကဒီတတိုတန်းကိုခံနိုင်ဖို့အတွက်ကတော့ကျမတို့ကိုခံအောင်ကောင်းမှဖြစ်မယ်နိုင်ငံကိုချစ်တယ်မှဖြစ်မယ် ကိုယ်နိုင်ငံတိုးတက်အောင်လို့လုပ်နေတဲ့ကိစ္စရတဲ့အကောင်းမြင်တမ်းမှာဖြစ်မှာပါရှင့်။ကျမရဲ့ယနေ့သတင်းသုံးသပ်ချက်လေးကိုတောင်းနေပဲရန်နာပြစီရှင်။ကျမချစ်ခင်ရတဲ့မိဘပြည်သူအားလုံးကျမရဲ့သတင်းလေးတွေကိုနေ့စဉ်နေ့လည်းပဲစိတ်ရှိလက်ရှိနားထောင်ကြတာမြင်ရတဲ့အခါမှာကျမအင်မတန်ဝန်ဝမ်းသာပါရှင့်။အခုထက်လည်းအလုပ်တွေပုံမှုစူးစမ်းမှုအတွက်ခွန်အားတွေရစေပါရှင့်။မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေလို့လည်းကျမတို့ Prime Media မိသားစုကစုတောင်းမြတ်တာပို့သလိုက်ရပါရှင့်။ ခုလိုသတင်းတွေကိုပြောပြပေးသွားတဲ့ Sniper ဆိုလို့လည်းကျေးဇူးတင်ပါတယ်။ဒီဘုံလက်တို့ဖက်ရတော့စင်စည်းခွေးမြုံနေကြတာပါနော်။